ဒီနှစ်2025မေလမှာကျွန်တော်တော်ခွဲကဝယ်ဈေးအလုံး80ကျော်ထိုးပစ်ခဲ့တယ်။အရင်တော့ကနေ mindset နည်းနည်းလေးပြောင်းလဲလာတယ်ပေါ့နော်။အရင်တော့ကကျွန်တော်လူနာတွေကတော်ခွဲကဝယ်ဈေးထိုးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဈေးထိုးပေးလိုက်တယ်။ကျွန်တော်ကိုယ်တိုင်တော့ထိုးလို့မရှိဘူး။ကိုယ့်ကိုယ်ဘာထင်နေလဲဆိုတော့ငါအခုကအရင်ကောင်းတယ်။ငါဖြစ်လို့ရှိရင်လည်းနေတော့တက်ရလောက်ငါဖြစ်လိုက်မယ်။ပြီးတော့လို့ရှိရင်ပြန်ကောင်းရမယ်။ဒါပေမဲ့အခုအိမ်တော်ကြပြီးနောက်ပိုင်းကလေးရပြီးနောက်ပိုင်းမှာအာငါဖြစ်လို့ရှိရင်ငါရဲ့ရောဂါပေါ်တဲ့အင်အားလူတွေကိုစက်မယ်။အင်အားလူတွေကဝေဒနာခံစားရမယ်။ဆိုတော့အတိအလေးကျွန်တော်ဝင်လာတယ်။ဝင်လာတော့ဒီနှစ်ကိုကိုယ်တိုင်လည်းထိုးတယ်။ကိုယ့်ရဲ့မိသားစုဝင်တွေကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုလည်းထိုးဖို့အတွက်ကျွန်တော်အားပေး နောက်ကိုယ့်ရဲ့လူနာတွေကိုယ့်ရဲ့ online ပရိသတ်တွေကိုလည်းကျွန်တော်တော်တော်လေးထိုးဖို့တော့ကိုကျွန်တော်ဆောင်အောင်ဖြစ်ခဲ့ဆိုတော့ယောဂါဖြစ်မှကုသတာထက်ဆိုင်ယောဂါကာကွယ်ရတဲ့တန်ဖိုးကိုကျွန်တော်ဒီနေ့ပြောပြချင်တယ်ယောဂါဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအားနဲ့ပတ်သက်ပြီးကုသတဲ့ဆေးဝါးဖိုးတွေကောင်းမယ်ဆေးကမ်းပြတဲ့ခါတွေကောင်းမယ်အလုပ်ပြတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ဝင်ဆုံးရှုံးမယ်ဆိုတော့ဒီဇယိတ်တွေအလုံးအထက်ပေါင်းလိုက်ရင်တော်ရွက်ကောင်လေးထိုးတဲ့ဇယိတ်နဲ့တိတ်မပွားဘူးအကယ်လို့တော်ရွက်ကောင်လေးထိုးတဲ့ဇယိတ်ကများနေခဲ့တယ်ဆိုရင်တော့မှ ကျွန်တော်တို့ဖြစ်မဲ့ဝေဒနာကိုကာကွယ်လိုက်ခြင်းကတန်တယ်လို့ပြောကြတယ်။နောက်နောက်နှစ်ခါကျရင်လည်းနောက်တစ်ခေါက်ပြန်လဲဆော့အောင်ဖို့အတွက်ကျွန်တော်လာမှာပါ။အားလုံးနောက်နှစ်ခါပြန်ဆုံတွေ့ကြမယ်။ See you next year. အားလုံးကျမ်းမာချမ်းသာကြပါစေ။